ရုရှားရဲ့အစိမ့်နျူကလီးယားစွမ်းအင်တုံးဘူရီဘတ်စ်နဲ့တုံးကြီးကိုအောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့တယ်လို့ရုရှားကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးဗယ်လာရီဂရာစီမော့ကသမရဗလာဒီမာပူတင်ကိုအစီရင်ခံတင်ပြခဲ့ကြောင်းအောက်တိုဘာလ26ရက်နေ့မှာရုရှားဆိုရသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ထို့တုံးကြီးကိုအောက်တိုဘာလ22ရက်နေ့တွင်နျူကလီးယားတပ်ဖွဲ့များကစည်ရင်းလေ့ကျင့်မှုမှာ အောင်မြင်စွာဆန်းသက်ပြစ်ခတ်နိုင်ခဲ့တာဖြစ်ပြီးမူရီဘတ်စနစ်တုံးကြီးဟာ15နာရီခန့်အတွင်းမှာကီလိုမီတာ1400အထိပြန်သန်းနိုင်ခဲ့ကြောင်းဗိုလ်ချုပ်ကြီးကအစီရင်ခံတယ်လို့ပြောကြားခဲ့ပါတယ်။အစီအစဉ်နည်းပညာရင်းကြောင့်အကွာအဝေးဘလောက်ပဲရှိရှိဘလို့ပဲကာကွယ်ယူထားယူတာပြစ်မှတ်အားလုံးကိုအတိအကျထိမှန်စေနိုင်တယ်ဆိုတာအမခန့်ကြောင်းလဲဗိုလ်ချုပ်ကြီးဘယ်လာရီဂရာစီမော့ကအစီရင်ခံသွားတယ်လို့ရုရှားသတင်းတွေကဖော်ပြခဲ့ကြပြီးမူရီဘတ်စနစ်တုံးကြီးဟာအမှန်တကယ်ထူးခြားတဲ့လက်နက်တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာဘယ်သူမှထွက်လွတ်နိုင်စွမ်းမရှိသေးတဲ့အစ်စ်မြင့်ဆုံးလက်လက်ဖြစ်တယ်လို့ဗလာဒီမာပူတင်ကချီးကျူးပြောကြပြီးလုံခြုံစိတ်ချစွာနဲ့အမြောက်များထွက်လွတ်နိုင်ဖို့ပြင်ဆင်သွားရမယ်လို့မှာကြားသွားကြောင်းလဲရုရှားအစိုးရသတင်းတွေကဖော်ပြခဲ့ကြပါတယ်